ရိုက်တယ်အခွားလိုရိုက်ပြန်တယ်866အပက်လည်းထွက်တယ်10နှစ်မြောက်ကိုသွားတယ်အခွားလိုရိုက်တယ်866အပက်လည်းထွက်တယ်10နှစ်မြောက်ပြီးတော့ကျွန်တော်17နှစ်မြောက်ကိုသွားတယ်အခွားလိုရိုက်တယ်နော်လေးတုံညာလေးအခွားလိုရိုက်တယ်ရိုက်ပြီးတော့866လို့နော်866လို့သူအပက်လည်းလိုက်ထွက်တယ်ဗောနော်ဟုတ်ပြီဒီမှာ17နှစ်ပြီးတော့ကျွန်တော်17နှစ်သွားမယ်ဗောနော်10နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ် စက်တက်စက်နှစ်နှစ်နော်စက်နှစ်နှစ်မြောက်ကျွန်တော်2015စက်နှစ်နှစ်မြောက်ထားမှာအပူအခွားတွေထွက်ခဲ့တယ်ဗောနော်ထွက်ခဲ့ပြီးရနော်အခုထွက်ခဲ့ပြီးရဒါ696ဆိုလဲအခွားထွက်ခဲ့ပြီးရအခုကနော်696ထွက်ခဲ့ပြီးရသူ866အားပက်လဲတော့မပေးခဲ့သူအခုဒီမှာနော်ရှစ်အပူအခွားဗောနော်ရှစ်အခွားထားတယ်ဒါကြောင့်မို့ရှစ်ခွားထားဖြစ်တယ်ကျွန်တော်တို့ကဒီနေရာမှာ866ဆိုဘယ်နဲ့အားပက်လဲကစားမှာဗောနော်အခွားလိုရိုက်တာနဲ့ကျွန်တော်ရှစ်866အားပက်လဲ like ထွက်တယ်ဗောနော်10နှစ်မြောက်မှာအခွားလိုရိုက်တာနဲ့866အားပက်လဲထွက်တယ်ဗောနော် ်17နှစ်မြောက်မှာအခွားလိုရိုက်ပြီးရတယ်866အာပက်လည်းထွက်တယ်အခုကျွန်တော်17နှစ်မြောက်ဒီ2025ထဲမှာအပူအခွားရိုက်ခဲ့ပြီးနော်696ဆိုတဲ့အခွားလည်းရိုက်ခဲ့ပြီးဒါပေမဲ့ဒီ66အပက်လည်းမပေးခဲ့သေးဘူးเนาะအခုပေးအောင်မယ်ဆိုရင်ပေါ့เนาะအခုဒီမှာအခွားเนาะ6ခွားထွက်ထားတာဖြစ်တဲ့အတွက်ဒီနေရာမှာ666အပက်လည်းလေးကစားပေါ့เนาะ666အပက်လည်းလေးကစားရမှာပေါ့เนาะကျွန်တော်တို့เนาะเนาะ666အထည့်ကစားရမှာပေါ့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ဆိုင်လေးကြည့်ကြည့်အောင် ျွန်တော်ဒီမှာဘရိတ်ကိုနော်ဘရိတ်ကိုကြောက်သူကဒီမှာကိုထိတ်လို့ရိုက်တာဘရိတ်ရှိဘရိတ်ရှိကြောက်မရှိထိတ်လို့ရိုက်တယ်အဲ့ဒီလိုဆက်ပြောင်းမယ်ဆိုရင်နော်အချိန်ကြိုက်မှာပဲကျွန်တော်ဒီမှာဘရိတ်ခွန်ဘရိတ်ခွန်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာခွန်ထိတ်ဟုတ်ပြီနော်ဘရိတ်ကိုကြောက်ကိုထိတ်လို့ရိုက်တယ်ဘရိတ်ရှိကြောက်ရှိထိတ်လို့ရိုက်တယ် ဲ့ဒီလိုရိုက်ခဲ့တယ်ဆိုရင်ဒီမှာဗရိတ်ခွန်ဖြစ်တဲ့အတွက်ခွန်ထိတ်လို့ပေးအောင်မလားနော်ဒီခွန်ထိတ်အားကောင်းတာကကျွန်တော်ပထမလိုက်မှာတော့လေဒါချပြခဲ့ပြီပေါ့နော်ပထမလိုက်မှာတော့ချပြခဲ့ပြီပြီကျွန်တော်ဒီမှာ6 6တလုံးပေါ့နော်6လုံးပိုင်း6နောက်ပိတ်နဲ့နောက်ပေါင်း6လို့ဖြစ်တယ်အဲ့ဒီ6ကနောက်ပေါင်း6လို့ဖြစ်တယ်ဖြစ်ပြီးတာနဲ့ခွန်ထိတ်လို့ရိုက်တယ်ပေါ့နော်ဒါပထမလိုက်မှာပြောခဲ့ပြီးရဒုတိယကမ်းမှာလည်းကျွန်တော်ဒီမှာ6နောက်ပိတ်ပိတ်ပြီးရနဲ့နောက်ပေါင်း6လို့ဖြစ်တယ်အဲ့ဒီလိုဖြစ်ပြီးရနဲ့သူခွန်ထိတ်လို့ရိုက်တယ်နော်တတိယကဒီမှာ6နောက်ပိတ် နောက်ပေါင်း6လို့ဖြစ်တယ်အဲ့ဒီလိုဖြစ်ပြီးတာနဲ့ तू ကခွန်ထိတ်လို့ရိုက်တယ်အခုစတော့ကလေးတက်မြောက်6နောက်ပိတ်ဒီမှာနောက်ပေါင်း6လို့ဖြစ်တယ်အဲ့ဒီလိုဖြစ်ပြီးတာနဲ့ကျွန်တော်ဒီမှာခွန်ထိတ်လို့ရိုက်မယ်နော်ခွန်ထိတ်လို့ရိုက်မယ်ပေါ့နော်ဒါခွန်အားကောင်းတာလေးပြအဲ့တော့ဗရိတ်ကိုကြောက်ကိုထိတ်ဗရိတ်၈ကြောက်၈ထိတ်လို့ပြီးတယ်ဆိုရင်ဒီမှာဗရိတ်ခွန်ဖြစ်တဲ့အတွက်ခွန်ထိတ်ပေါ့နော်ဒါခွန်ထိတ်နဲ့ကပြီးမှတကွက်ခွန်ထိတ်နဲ့တကွက်ကိုပြမယ်ဆိုကျွန်တော်ဒီမှာလည်းကြည့်ကြည့်လိုက်ရနော်ဒါဘရိတ်ကူပေါ့နော်ဘရိတ်ကူကိုကျွန်တော်ဒီမှာ၅ခါလေးနဲ့ နော်အကျဉ်းကမှာ break ကုပ်ပြီးတော့ break 30ပေါ့နော် break 30ပြီးတော့ဒီမှာ6ခါလေးနဲ့နော်9ခါပြီးတော့6ခါပေါ့နော် break 30ပြီးတော့ကျွန်တော်ဒီမှာ break 17နော် break 17 6ခါပြီးတော့ကျွန်တော်ဒီမှာ9ခါလေးပေါ့နော်သူအဲ့လို senior လေးတွေထောက်ထားတယ်ပေါ့နော် senior လေးတွေထောက်ထားတယ်အဲ့ဒီမှာကျွန်တော်တို့ကသူနဲ့ဆက်ဆက်လိုက်မယ်ဆိုရင်နော်နော် break 2 senior ပေါ့နော်ဒီမှာ break ကို break 30 break 17ပေါ့နော်ဒီမှာ break ကို break 8 break 9ဒီလိုသူသူတို့နှစ်ခုကိုဆက်ဆက်လိုက်မယ်ဆိုရင်ဆက်ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ နော်ဆက်ဆက်ကြည့်မယ်ဆိုရင်ဒီမှာဘာတွေ့လဲဆိုဒီမှာ3ခွန်3ဆိုတဲ့ကဏ္ဍပေါ့နော်ဒီပရိကုအောက်က3ခွန်3ဆိုတဲ့ကဏ္ဍကဒီမှာ1ချင်းနဲ့9 3ညာ3လို့လာရိုက်တာလားပေါ့နော်အဲ့ဒီလိုဆိုရင်ဒီမှာပရိတ်30အောက်က6 4ခွန်ကနော်ဒီမှာ1ချင်းနဲ့6 6ခွန်လို့လာရိုက်တာလားပေါ့နော်ဒါဆိုရင်ပရိတ်30အောက်ကကျွန်တော်တို့ကဒီ8 9 3ဆိုတဲ့ကဏ္ဍဒီမှာ1ချင်းနဲ့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကခွန်ထိတ်ပေါ့နော်ခွန်ထိတ်အားကောင်းတယ်ဒါနော်ခွန်ထိတ်နဲ့ဒါ8 9 3 1ချင်းကိုတက်ကစားလို့ရမှာပေါ့နော် နော်ရှစ်ကိုသုံးဝန်းကျင်ခွန်ထိပ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီမှာကြည့်ကြည့်လိုက်ပါနော်ဒီမှာတုံညာသုံးအခွက်နော်တုံညာသုံးအခွက်လေးပေါ့နော်ဒီတုံညာခွန်သုံးဝန်းကျင်မှာတုံညာသုံးအခွက်လေးကိုနော်အဲ့ဒီတုံညာသုံးအခွက်လေးကိုကျွန်တော်တို့ကဒီဘရိတ်ကိုကြောင့်ကိုထိတ်နေနော်ဒီဘရိတ်ကိုကြောင့်ကိုထိတ်နေကိုတုံညာသုံးဆိုပြီးတော့သူကအဲ့ဒီလိုဒဲတစ်ခွက်ရိုက်တာလားပေါ့နော်အဲ့ဒီလိုဒဲတစ်ခွက်ရိုက်တယ်ဆိုရင်ဒုတိယကက်မှာလည်းကျွန်တော်တို့ကဒီမှာ 6ခွန်းဆိုတဲ့အခွာလေးပေါ့နော်6ခွန်းဆိုတဲ့အခွာနော်အဲ့ဒီ6ခွန်းဆိုတဲ့အခွာကိုလည်းကျွန်တော်ကဒီမှာ break ဖြစ်တဲ့အတွက်8ထိတ်နဲ့8 6ခွန်းဆိုပြီးတော့ဒီမှာတဲရိုက်တာလားပေါ့နော်တဲရိုက်တာလားပေါ့နော်အဲ့ဒါဆိုကျွန်တော်ကဒီမှာ8ကို3ခွန်းချင်းကိုကျွန်တော်တို့ကဒီမှာခွန်းထိတ်နဲ့ကစားမယ်ပေါ့နော်အဲ့တော့ပထမကက်ဒုတိယကက်လို့ယူမယ်ဆိုရင်ကျွန်တော်ဒီမှာ8 3အခွာမယ်ပေါ့နော် 83အခွန်းနဲ့မှာကျွန်တော်တို့က89ငန်းချင်း83အခွန်းနဲ့မှာကျွန်တော်တို့ဒီမှာခွန်ထိတ်ကိုယူခဲ့တာဖြစ်တဲ့အတွက်နော်ခွန်ထိတ်ယူခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူကဒဲ့တွေရိုက်တာပေါ့နော်33မှာဒီမှာဗရိတ်ကိုကြောင့်9ထိတ်နဲ့9 33ဆိုပြီးတော့ဒဲ့ပေါ့နော်နောက်ကဗရိတ်8ကြောင့်8ထိတ်နဲ့ဒီမှာ6ခွန်းဆိုတော့86ခွန်းဆိုတော့ဒဲ့တက်ကွက်ပေါ့နော် အခုကဒီမှာကျွန်တော်က83ဆိုတော့ဒီမှာခွန်ဗရိတ်ခွန်ကြောင့်ခွန်ထိတ်နဲ့ဆိုတော့ခွန်83ဆိုတော့ဒဲ့တက်ကွက်ရှိမှာပေါ့နော်ခွန်83ဆိုတော့ဒါလေးကလည်းအကြိုက်တူယူပြီးတော့နော်ကြိုက်မှာကစားပါနော်ခွန်83ဆိုတော့ဒဲ့တက်ကွက်ရှိမှာပေါ့နော် ဲ့တော့ခွန်ထိတ်နဲ့ကျွန်တော်ကနောက်ထပ်တစ်ခွက်ကျွန်တော်ဒါလက်ဆောင်ပြမယ်ဆိုနော်ခွန်ထိတ်နဲ့နောက်ထပ်တစ်ခွက်ကျွန်တော်ပြပြီဒါထိုးတဲ့ကဏ္ဍလေးတွေပေါ့နော်ဒါကျွန်တော်ရွေးချက်ပြပြအဲ့တော့ဒီအပုခွားတွေအောက်မှာ666ထပ်တယ်နော်666ထပ်တယ်နော်ကျွန်တော်ဒီမှာအပုအခွားလို့ရိုက်ပြရနဲ့666အပက်လည်းထပ်တယ်နော်ဒုတိယကဒီမှာခွားလို့ရိုက်ပြရနဲ့666လို့ထပ်တယ်နော်နောက်ဒီမှာအခွားလို့ရိုက်ပြတာနဲ့666လို့ထပ်တယ်အခု2025ကျွန်တော်နော်ဒါနှစ်ချား ်ဒါတနည်းကြီးအကြိုက်ပေါ့နော်ဒီအခုဒီမှာ6 9 6ဆိုတော့အခွားပေါ့နော်အခွားလို့ရိုက်ခဲ့ပြီးတော့ဒီမှာ6 6အာပက်လည်းကြိုက်ရင်တော့ထက်ကစားပေါ့နော်ဒါလေးထက်ပြီးဟုတ်ပြီဒါဆိုရင်ကျွန်တော်ဖွင့်ထိတ်နဲ့နောက်တစ်ခွဲပြအဲ့တော့ဒီမှာကျွန်တော်နှစ်ပိတ်မှာ၄6 9အဲ့ဒီ၄6 9ဆိုတဲ့ကဏ္ဍဒီကျွန်တော်အပေါ်ကပြန်ကြကဏ္ဍနော်အပေါ်ကပြန်ကြကဏ္ဍပေါ့နော်အဲ့ဒီပေါ်ကပြန်ကြခနဲ့နှစ်ပိတ်မှာပြန်ကြလို့ကြရတယ်။သူကနေ၄နှစ်ရေးလိုက်ပဲ။တနှစ်နဲ့နှစ်၊သုံးနှစ်၊၄နှစ်လို့ရေး၄နှစ်ရေးလိုက်တာနဲ့ကျွန်တော်တို့ဒီမှာ ဗရိတ်လေးဗရိတ်ငါလို့ရိုက်တယ်ပေါ့နော်ဗရိတ်လေးဗရိတ်ငါဗရိတ်လေးဗရိတ်ငါလို့နော်ဒုတိယကက်သွားမယ်ကျွန်တော်ဒါနှစ်ချအကိုက်ပေါ့နော်ကျွန်တော်မရေးပြနှစ်ချအကိုက်မှာကျွန်တော်နှစ်ပိတ်မှာနှစ်ပိတ်မှာဒီရှင်းငါးရှစ်ဆိုတဲ့ကဏ္ဍဒီအပေါ်ကပြန်ကြကဏ္ဍပဲပေါ့နော်ပြန်ကြပေါ့နော်ရှင်းငါးရှစ်ပြန်ကြအဲ့ဒီနှစ်ပိတ်ပြန်ကြနေကျွန်တော်၄နှစ်ရေးလိုက်မယ်ပေါ့နော်တနှစ်နှစ်နဲ့သုံးနှစ်လေးနှစ်အဲ့ဒီလေးနှစ်မြောက်ထဲမှာ तू ဒါဗရိတ်လေးဗရိတ်ငါဆိုပြီးရိုက်တယ်ပေါ့နော်ဗရိတ်လေးဗရိတ်ငါရိုက်တယ်ပေါ့နော်ဒါဆိုအခုကျွန်တော်အုံးကက်မြောက်နှစ်ချအကိုက်သွားလိုက်မယ်ပေါ့နော်နှစ်ပိတ်မှာကျွန်တော်တို့နှစ်ကုန်မှာ ပြန်ကြကနန်းရိုက်တယ်ပေါ့နော်ဒါ6နှစ်ရှစ်အဲ့ဒီ6နှစ်ရှစ်ဒီကျွန်တော်တို့ဒီမှာအပေါ်ကပြန်ကြကနန်းပေါ့နော်ပြန်ကြကနန်းအဲ့ပြန်ကြကနန်းနေကျွန်တော်နောက်6နှစ်ရေးလိုက်ပေါ့နော်တစ်နှစ်နှစ်နှစ်သုံးနှစ်6နှစ်ရေးလိုက်ရင်ပရိတ်လေးပရိတ်ငါလို့သူရိုက်ထားတာရှိရပေါ့နော်ပရိတ်လေးပရိတ်ငါရိုက်ထားရှိရဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်အောင်နော်ဒီနှစ်ကုံမှာပြန်ကြရိုက်ပြန်တယ်နောက်6နှစ်မှာသူပရိတ်လေးပရိတ်ငါလို့ရိုက်တယ်အဲ့ပရိတ်လေးပရိတ်ငါလို့ရိုက်ပြန်တယ်သူနဲ့မြင်းကုံမှာမြင်းကုံမှာထွက်တဲ့ကနန်းဒီကျွန်တော်ဒီမှာတစ်နှစ်သုံးဆိုတဲ့စီနီယာကနန်းပေါ့နော် တင်းနဲ့သုံးဆိုတဲ့စီနီယာကနန်းရိုက်တာပေါ့နော်တင်းနဲ့သုံးစီနီယာရိုက်တယ်တင်းနဲ့သုံးရိုက်ပြီးတော့အခုကျွန်တော်ဒီမှာဒုတိယကတ်နှစ်ပိတ်မှာပြန်ကြသူကနေနောက်လေးနှစ်မှာကျွန်တော်ဒီမှာ break လေး break ငါလို့ရိုက်တယ် break လေး break ငါရိုက်တယ်သူရဲ့မြင်းကုန်မှာထွက်တဲ့ကနန်းဒီလေကျွန်တော်တို့ဒီမှာအဲဒါစီနီယာကနန်းပဲပေါ့နော်စီနီယာကနန်းပဲ656เนาะ656လို့ရိုက်တယ်เนาะ656လို့ရိုက်တယ်အဲ့တော့ဒီမှာ1နဲ့3လို့ရိုက်တယ်1နဲ့3ပြီးတော့656အခု3ကအမြောက်မှာကျွန်တော်တို့ဒီမှာနှစ်ကုန်မှာပြန်ကြသူကနေ၄နှစ်မြောက်သွားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ break လေး break ငါလို့ရိုက်တယ် ရိလေးပရိငါတို့ရိုက်တာဖြစ်တော့ကျွန်တော်တို့ကဒီနေ့မှာစီနီယံတက်ွက်လဲเนาะမိမိတို့ကြိုက်နေတဲ့စီနီယံတက်ွက်လဲထည့်ကစားရမှာပေါ့เนาะစီနီယံတက်ွက်ထည့်ကစားရမှာဆိုတော့ကျွန်တော်တို့ကဒီမှာခွန်ထိတ်ကလည်းကျွန်တော်ဒီမှာ line နဲ့ line နဲ့ပြခဲ့ပြီးရဆိုတော့ခွန်ထိတ်ကလည်းရှိနေတာဖြစ်တဲ့အတွက်စီနီယံကနန်းတက်ွက်ဆိုရင်ကျွန်တော်တို့ကခွန်ရှစ်ကိုဆိုတဲ့ကနန်းကိုကစားရမှာပေါ့เนาะခွန်ရှစ်ကိုပေါ့เนาะခွန်ရှစ်ကိုပေါ့เนาะခွန်ရှစ်ကိုเนาะခွန်ရှစ်ကိုဆိုတဲ့ကနန်းတက်ွက်ထည့်ကစားရမှာပေါ့เนาะအဲသူပြေးလာတဲ့ပုံစံရပါเนาะသူပြေးလာတဲ့ပုံစံရကျွန်တော်ဒီမှာဒါနောက်လေးနဲ့မှာဗရိတ်လေးဗရိတ်ငါတို့ရိုက်တာနဲ့ကျွန်တော်တို့ကဒီမှာ1နဲ့3ဆိုတဲ့ဒါ စီနီယာတက်ရိုက်တာပေါ့နော်ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီမှာနှစ်ကောင်မှပြန်ကြပါနော်ပြန်ကြပြီးတော့နောက်လေးနှစ်မှာဗရိတ်လေးဗရိတ်ငါးလို့ရိုက်ပြီးရတယ်၄၅6ဆိုတဲ့စီနီယာတက်ပေါ့နော်နော်၄၅6ဆိုတဲ့စီနီယာတက်ဒီမှာ1နဲ့သုံးသုံးပြီးတော့ကျွန်တော်တို့ဒီမှာ၄၅6ပေါ့နော်၄၅6အဲ့တော့ခုသုံးကတ်မြောက်မှာလည်းဒီမှာနှစ်ကောင်မှပြန်ကြနောက်လေးနှစ်မြောက်မှာဗရိတ်လေးဗရိတ်ငါးရိုက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့မှာခွန်ရှိကိုတက်ပေါ့နော်ဘာဖြစ်လို့ခွန်ရှိကိုတက်လဲဆိုရင်နော်ဒီမှာကသူက1နဲ့သုံးနော်1နဲ့သုံးစီနီယာတက်1နဲ့သုံးပြီးတော့ကျွန်တော်ဒီမှာ၄၅6ဆိုပြီးစီနီယာတက်၄၅6ပြီးတော့ကျွန်တော်တို့ကဒီမှာခွန်ရှိကိုဆိုတဲ့စီနီယာတက် တကွက်ကိုလည်းထည့်ကစားရမှာပေါ့နော်နော်ခွန်ရှိကိုအဲ့တော့ကျွန်တော်တို့ဒီမှာခွန်ထိန်နဲ့ကလည်းကျွန်တော်တို့ကလာကြိုက်တယ်ပေါ့နော်ခွန်ထိန်နဲ့ကလည်းလာကြိုက်တယ်ဒါကြောင့်ခွန်ရှိကိုဆိုတဲ့ကဏ္ဍတကွက်ကိုလည်းကျွန်တော်ထိုးရမှာပေါ့နော်ခွန်ရှိကိုဒါပြန်ကြစိုက်ကလည်းဒီကဏ္ဍကရှိရနော်ပြန်ကြတခြားဆရာတွေပြန်ကြ line တွေပြပေးထားတာရှိပါတယ်နော်ဒီအဲ့ဒါတွေနဲ့ပေါင်းစပ်လိုက်ရင်တော့ကျွန်တော်နော်ဒါခွန်ရှိကိုဆိုတဲ့ပြန်ကြကဏ္ဍလည်းဖြစ်တယ် senior ဒဲတကွက်ဆိုတဲ့ကဏ္ဍလည်းဒါထိုးတင်တာပေါ့နော်ထိုးတင်တာပေါ့နော်အကြိုက်ဒီမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာခွန်ရှိကိုပေါ့နော်ခွန်ရှိကိုတကွက်ပေါ့နော် အဲ့တော့ဒါကျွန်တော်ဒါခွန်ထိန်းနဲ့ပေါ့နော်ခွန်ထိန်းနဲ့အခွန်ရှစ်ကိုရှိမှာပေါ့နော်ခွန်ထိန်းနဲ့ကျွန်တော်တို့ခွန်ရှစ်သုံးပေါ့နော်ခွန်ရှစ်သုံးရှိမှာခွန်ရှစ်သုံးရှိမှာပေါ့နော်အဲ့တော့ခွန်ရှစ်တော့အခုဒါ666ပေါ့နော်666ဒါအာသက်လေကြိုင်ကစားပေါ့နော်အဲ့တော့ဒီ line တွေဒီ site တွေနဲ့ကျွန်တော်တို့ဆက်ဆက်ပြီးတော့နော် နော်ဒီမှာခွန်ထိတ်ခွန်ထိတ်နဲ့ကျွန်တော်ကကနန်းတစ်ခွက်ထုတ်ထားတယ်ပေါ့နော်နော်ခွန်ထိတ်နဲ့ကျွန်တော်ကနန်းတစ်ခွက်ထုတ်ထားတယ်ခွန်ထိတ်နဲ့ကနန်းတကွထုတ်တာလေဗောနော်အဲ့တော့ဗရိတ်9ကြောင်းကျွန်တော်ကိုထိတ်ဗရိတ်10ကြောင်း10ထိတ်ဗောနော်ဗရိတ်ခွန်ကြောင်းခွန်ထိတ်နော်6ခေချင်း 6ပိတ်နောက်ပေါင်း6ခွန်ထိတ်6ပိတ်နောက်ပေါင်း6ခွန်ထိတ်6ပိတ်နောက်ပေါင်း6ခွန်ထိတ်6ပိတ်နောက်ပေါင်း6နဲ့ကျွန်တော်ဆက်ပြီးမယ်ဆိုရင်ခွန်ထိတ်ပေါ့နော်အဲဒီတော့ခွန်ထိတ်နဲ့ကနေတစ်ခွက်ကကျွန်တော်ဒီမှာအကွက်ရှင်းနဲ့နှစ်ကက်စီပေါ့နော်အကွက်ရှင်းနဲ့နှစ်ကက်စီရှိမယ်နောက်အကွက်ရှင်းနဲ့သုံးကက်စီရှိမယ်နော်အကွက်ရှင်းနဲ့သုံးကက်စီရှိမယ်နောက်တစ်ခါကျွန်တော်တို့ဒီချိန်ကိုက်ချင်းပေါ့နော်အနီးကချိန်ကိုက်ချင်းနဲ့လည်းဒီကနန်းကတဲတစ်ခွက်ထဲဒါကြရတယ်ပေါ့နော်ခွန်ထိတ်နဲ့ဒါအဲ့ဒါလေးကတော့ကျွန်တော်ဒါအဲ့ဒီ site ကတော့ကျွန်တော်ပြတော့ပေါ့နော် site ရန်လေးလည်းရှိတယ်ဆိုက်ကလည်းရှိရပေါ့နော်ပြရင်ပြရင်ရှိတယ်အဲ့ဒါက တော့ IT ဂဏန်းကိုကျွန်တော်ဒီ time ထားထားအောင်ပေါ့နော်လောလောဆယ်တော့နော်ဒီ time ထားထားအောင်မယ်အဲ့တော့ခုပြလိုက်တာဒီကျွန်တော်တို့ဒီဂဏန်း၃ခွက်ပေါ့နော်ဂဏန်း၃ခွက်ပေါ့နော်ကြာရင်ထုတ်ပေါ့နော်ဒီမှာကျွန်တော်ပြလိုက်တာနော်အခွားအခွားပေါ့နော်အခွားတွေပေါ့နော်ခွားပြီးတာနဲ့၈၆၆ခွားပြီးတာနဲ့၈၆၆အပက်လဲပေါ့နော်ခွားပြီးတာနဲ့၈၆၆အပက်လဲဒါကြာရင်ဆက်ထုတ်ပေါ့နော်ခွားပြီးတာနဲ့၈၆၆အပက်လဲရှိမယ်အဲ့တော့၈၆၆အပက်လဲပေါ့နော်၈၆၆၈၆၆အပေါ့နော်၈၆၆အ ရှင်းချောက်ချောက်အားရှိမယ်နောက်တစ်ခါကကျွန်တော်တို့ပြန်ကြကြပြီးရတယ်နောက်လေးနေ့မှာဗရိတ်လေးဗရိတ်ငါးလို့ရိုက်တယ်ရိုက်ပြီးရတယ်ဒက်အစီနဲ့တကွက်ပေါ့နော်တင်းနဲ့သုံးဆိုဒက်အစီနဲ့တကွက်နှစ်ပိတ်မှာပြန်ကြကြတယ်နောက်လေးနေ့မှာဗရိတ်လေးဗရိတ်ငါးလို့ရိုက်တယ်ရိုက်ပြီးရတယ်သူ့ရဲ့မြင်းကုန်မှာဒက်အစီနဲ့တကွက်ပေါ့နော်၄၅၆ဆိုဒက်အစီနဲ့တကွက်နှစ်ပိတ်မှာကျွန်တော်ပြန်ကြကြတယ်နောက်လေးနေ့မှာဗရိတ်လေးဗရိတ်ငါးလို့ရိုက်တယ်သူ့ရဲ့မြင်းကုန်ဆောင်မှာကျွန်တော်တို့ဒက်အစီနဲ့တကွက်ဆိုရင်ကျွန်တော်တို့ကတင်းနဲ့သုံး၄၅၆ခွန်၈၉ဆိုတဲ့ဒက်အစီနဲ့တကွက်ထိုးရမယ်ပေါ့နော် အဲ့ဒီခွင့်ရှိကိုဒီကျွန်တော်တို့ပြန်ကြ site တွေလည်းရှိပါတယ်เนาะပြန်ကြ site တွေလည်းရှိရဲ့နောက်ဒီမှာခွင့်ထိပ်เนาะနှစ်ကလိုင်းနဲ့ကျွန်တော်တို့ဒီမှာခွင့်ထိပ်ဆိုတာကျွန်တော်နှစ် site line နဲ့ခွင့်ထိပ်ဆိုတာနဲ့လည်းလာကန့်ရပါเนาะခွင့်ရှိကိုတကွเนาะဒါလေးကိုကျွန်တော်ဖော်ပြပေးလိုက်ပါတယ်เนาะအဲ့တော့အဓိကကျွန်တော် main theme အကွက်တိလဲကျွန်တော်ဒီ line เนาะအာဒီ line ဒီ method တွေကနေခွင့်ထိပ်နဲ့ထောက်ထားပါတယ်အကွက်ရွှေနှစ်ကက်စီအကွက်ရွှေသုံးကက်စီနောက်ဒီမှာအနည်းကဒီ line ကပဲယူပြီးတော့ချိန်ကိုက်ချင်းတွေနဲ့ကျွန်တော်အဲဒီတစ်ခွက်ထုတ်တာအဲ့ဒီကဏ္ဍလေးကကျွန်တော်ခြံထားပါဦးမယ်เนาะတင်ထားပါဦးမယ်ဟုတ်ကဲ့ပါအဲ့တော့အားလုံးပဲကိုစိတ်နှစ်ဖြာကျမ်းမာခြံထားကြပါစေ ပြနှုတ်ဆက်တဲ့သူတွေအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေနော်မင်္ဂလာပါမင်္ဂလာပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါပဲ